တို့အညာပြိသက်များအားလုံးမင်္ဂလာပါရှင်ကျမရှာလော့တ်ပါဒီတစ်ခါမှာတော့ကျမကဆ iam မဲမွေရေးသားချရဲပကြီးအိမ်တို့အောင်မိတ်ချင်းဆိုရဲဆောင်းမလေးကိုဖပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်ကြည်အင်းတို့အောင်မြင်ခြင်း ကျမတို့ကျောင်းသူဘဝအချိန်များ၌ရန်ကုန်ပင်မတက္ကသိုလ်ပတ်လည်မှအဆောင်များအထူးကျန်6ခတ်စွာအိပ်ပျော်နေခဲ့ကြသည်အဓိပတိလန်းသည်ကျောင်းသူတို့၏ခုခုခိခိရေသံများထမိန်အနာခတ်သံများအပြုံးများကိုမေလူလူဖြစ်ခဲ့ရသည်ကျောင်းသားအိတ်ဆောင်များမှဂီတာသံများညနေခင်းချင်းဝိုင်းများဗောလီဘောပုတ်သံများမှလည်းလုံငဲ့ပြီးသောအရေးများသာဖြစ်ရာကျောင်းဝင်းကြီးမှလှသောတိတ်ကိုယ်သာပြန်တွေးနိုင်ပြီးထိုသမိုင်းတစ်ခွေတွင်သူ၏အနာကပ်ပြောင်းနေခဲ့ရပိုသည် ကျောင်းအိတ်ကျောင်းစားပုံစံနေလို့ရတော့ boarding school ဟုခေါ်သည့်တက္ကသိုလ်ဘောရာဆောင်များနှင့်ကျမတို့ဝေးခဲ့ရာကျောင်းထက်ခါစားရင်တီတိုရေရွတ်ခဲ့သောယတနာ၊သီရိ၊အင်းရဆောင်နှင့်မာလာရေကနှုတ်ဆက်ပြီးပဲမပြောင်းချင်မိမဲ့လဲခွဲရအောင်မဲဆိုသောတခြင်းမှာတခဏစားလို့လို့တသက်စာအကြွတ်ဖြစ်ခဲ့ရသည်ခွဲမဲ့ခွဲရောလဲတသက်လုံးစားပါပဲ ကျမတို့တတိုက်တီထိုနှစ်ကာလများတွင်ရန်ကုန်ရက်ွက်များတွင်မှအိမ်ငါးစီးကွက်ကိုကောင်းစွာကျွမ်းကျင်ခဲ့ကြသည်။ကျောင်းဆောင်တွင်မရှိသောအခါတငယ်ချင်းတွေစုပြီးအိမ်ငါးရသည်။သို့မဟုတ်လရှိငါပေးနိုင်လောက်အောင်ငွေချေးတောင့်တင်းသူတငယ်ချင်းတယောက်ယောက်အိမ်တွင် ကျန်တဲ့သူတွေကလကတလစီပေးနေသည့်နည်းဖြင့်ကျမတို့စုမိကြသည်။ကျမတို့အုပ်စုတွင်ရန်ကုန်၌ကျောင်းတက်နေကြသောကျောင်းသူများတသက်ပါဝင်သည်။နေတက္ကသိုလ်များမှလည်းထိုအချိန်ကမရှိသေးသောဘာသာရပ်များကိုတက်နေခဲ့ကြသော ော့ចောင်းទៅတိုက်ဖြစ်တယ်မမိုးအိမမိုးအင်းရအိကိုချွေရမှာဇက်ကောင်ကဲတို့မိဘတက်နိုင်ပါလေတယောက်ထဲရန်ကုန်တွင်ဒုက္ခလာခံခြင်းကိုအကြောင်းပြု၍ပေးထားသောနာမည်တယောက်သာတင်ချပါတာဖြစ်ပြီးဂျန်တဲ့သူတွေကတော့ရန်ကုန်အခြေဆိုင်ပါတာရက်တွေကိုတက်နေကြလေသည် ကျောင်းစာများများမများများစာမေးပွဲရှိရှိမရှိရှိကျမတို့အုပ်စုမှာဝတ္ထုအဖက်ပြတ်ကျသူများမဟုတ်ကြ။ဘယ်နာမှနေနေပြပြပြင်းပြင်းစာအုပ်အငှားဆိုင်တစ်ခုတော့တွေ့အောင်ရှာကြမည်ဖြစ်သည်။အလားအပါမဂဇင်းတွေကြီးပဲငှားသောဆိုင်မျိုးမဟုတ်ပဲစာအစုံဖတ်လို့ရသောဆိုင်မှာရှာလာတော့လေ။သူတို့သည်ကျမတို့အသက်ရှင်မီဒီယာအောက်ဆီဂျင်ဘူးကြီးများဖြစ်ခဲ့ကြဖို့သည်။ ချိုချိန်ကကျမတို့ညနေတိုင်းလေရှူရာအောက်ဆီဂျင်စင်တာတစ်ခုကိုဖွင့်လှစ်ထားသူမှာပကြီအောင်စိုးဤသားအငယ်ဆုံးကိုမမောင်စိုးဖြစ်သည့်ဖခင်ကြီးဤအရေးအာဝါတော်ကိုတတိတရားဖြင့်မှဲ့ထားပုံရသော သူဆိုင်မိမှာပကြီအိမ်ဖြစ်သည်ကိုမမောင်စိုးဤကြောင်မြောင်းရဲ့ဓမ္မစင်တာလန်းဆိုင်ကလေးသည် ရန်ကုန်ရက်ကွက်များ၌တပုံစံနှင့်တွေ့ရလိမ့်ရှိသောရှစ်ထပ်တိုက်ကြီးတစ်ခု၏အောက်ခြေမြင်ကြီးရက်တွင်ရှိသည့်လမ်းနှင့်အနီးဆုံးမြင်ကြီးရက်၏ဆိုင်ကန်းနေရာမျိုးတွင်မဟုတ်မြင်ကြီးရက်နှစ်ခုကြားရေမော်တာများထားသောနေရာအကန့်လွတ်ထဲ၌သူ၏စာအုပ်ထောင်ပေါင်းများစွာကိုတုံမီထား၏ကိုမမောင်ဆိုး၏ဆိုင်သည်သူမထိုင်နေလျက်နောင်လူမပြတ်တတ်ပေစာအုပ်၅ဘေးသူကြောက်ရောက်တော့ရှိနေမှသေချာလာသည်တစ်ခုပဲရှိသည် သူရှိရင်တော့ကိုဖက်ချင်တာကိုပြောလိုက်တာနဲ့လွယ်လွယ်ကူကူသူရှာပေးနိုင်ပြီ။ဒါမှမဟုတ်ကိုလိုချင်သောအမျိုးအစားကိုပြောလိုက်တာနဲ့ဘာလေးဖတ်ပါလား။အဲ့အရကကောင်းတယ်။ဒါကအစ်စ်ထွက်တာလေးဖတ်ပေးပြီလား။အစရှိသဖြင့်စေးအယောင်မြင့်တီကုမ္ပဏီကဝန်ထမ်းများပစ္စည်းကိုပိုင်ပိုင်နိုင်နိုင်ညွှန်တက်သည်လား။ ကိုမမောင်ဆိုးမှာသူ့စာအုပ်တွေကိုသူညှောနိုင်သည်ဖတ်ညွှန်းညွှန်းရသည့်အလုံးမှာမလွယ်လာကြောင်းစာဖတ်နာသူတိုင်းသိကြမည်ပင် သူသည်စာများစွာကိုဖတ်သည် စာအစုံကိုဖတ်သည်မြည်သည့်စာကောင်းချောင်းကိုလည်းတည်သည် သို့သော သူဝတာသူရောစာရေးရန်လက်တွန်းလာသည်ညနေနေအေးသည့်နင်းဖွင့်သောသူဆိုင်မှာစပွဲနှင့်ကလထိုင်တစ်လုံးနှလုံးများသာပြီးပြတ်သောညများတွင်ဖျောင်းနိုင်ကလေးကိုနှုတ်ဆီဘိုးပေါ်တင်ကပလတ်စတစ်ကာရသည်လမ်းထက်ချက်ခွက်သစ်လမ်းမကြီးစီမှာမောက်ဆိုင်အမျိုးမျိုး၏စီကြောနှက်များနှင့်အတူဖျံကနေဝင်လာတော်လေသည်ထို့ဖျောင်းနိုင်ကိုကြည့်စေသောအခါမကြာခဏပြန်ထွန်းရ၏မိရှိရှိမရှိရှိဆိုင်ကလူစုစုရှိမြဲပင်ဆိုင်တွင်ကလထိုင်ကတော့ပင်နိုင်ထိုင် ုင်သူအဖြစ်အဖို့တလုံးမထားလို့မဖြစ်ဤဆိုင်မှာလပည့်ဤဆိုင်အသေးစားကလေးလိုဖြစ်သောကြောင့်လူဆောင်ရှိသည်ဤဆိုင်တို့ရောက်ကြသောကာလသားတို့ကအခြားကာလသားတို့နှင့်နည်းနည်းကွာမီပင် စာသမားများဖြစ်သောကြောင့်ခန့်ညင်ညင်တွေသားများဤသူတို့အဖြစ်ထိုဆိုင်တွင်အထွတ်အဝင်ရှိခဲ့သူအချို့မမှီနေသေးသည်ယခင်ဇာနယ်များစွာတွင်တာဝန်ခံအေဒီတာအေဒီတာချုပ်လုပ်ခဲ့သူ ကိုမျိုးညွတ်မောင်တေးဆုံနေတေးရီကိုသားဖေထင်းစာရေးစရာဒီနိုဘိုမဟီတော်မှပြည်သူ့ကျမ်းမာရေးမဟာဘွဲ့တက်ခဲ့သောထောက်တာမမောင်စိန်နိုင်ငံရေးဆောင်းပါးများစွာရေးသားထုတ်ဝေခဲ့သောကိုလင်းထိုင် YIT စာရေးစရာမှာကျွန်းဆရာဝန်မလို့တော့ဆရာဝန်တယောက်ပဲ Fulbright alumni တယောက်လည်းဖြစ်၏။ကျန်တဲ့သူတွေလည်းရှိပါအောင်မည်။ဤစာရေးနေချိန်တွင်မှတ်မိသမျှသာထည့်လိုက်ရသည်။အစောပိုင်းတွင်ကျမတို့အုပ်စုသည်အသက်20ပတ်လည်ကျွတ်စီကျွတ်စီအုပ်စုဖြစ်၏။စိုင်းသွားရင်တယောက်မှပါဇက်ကအငိမ့်မနေ။ပိုစာအုပ်မရှိဘူးလား။ ဒီစာအုပ်မရှိဘူးလားဆိုတာမျိုးလဲရက်တက်သေး၏ပကြီအိမ်နှင့်မျက်နှာချင်းဆိုင်တိုက်ဤကျယ်လွင့်သော ရှစ်လွာခေါမိုးဓာတ်တွင်နေကြလျက်ထိုရှစ်လွာမှနေကမြေကြီးနှင့်ထိနေသောဆိုင်တို့လည်းမထိတထိလှမ်းဆတကြသေး၏ကိုမမောင်စိုးကရှက်တက်သည်ထိုစဉ်က မိကောင်မအုပ်စုကသူ့ကိုမတိမတာချက်မျိုးတိတိတသာချက်မျိုးစသည်သူတွင်လက်ပွားကလေးရှိသည်ထိုခါထိုလက်ပွားကိုအကြောင်းပြု၍လေနောက်ွယ်တွင် အမည်ပြောင်းအမျိုးမျိုးခေါ်ကြသည်သည်ထိုစဉ်ကသူထူးဆန်ကလည်းဗီဒီယိုရုပ်ရှင်ရိုက်ခါစားဖြစ်သည်ကျမတို့ထက်အသက်အများကြီးကြီးတော်လေကိုမမောင်ဆိုးမှသဘောကောင်းသဖြင့်မယူတည်ရက သူအားသူထူးဆန်နေခန့်စစင်လေတူတော်ကြောင့်သူထူးဆန်ဟုခေါ်ကြပြန်၏တခါတည်းရန်၌သူတွင်ချစ်ခင်တွေ့တာစီယာ ောင်မလေးလှလှတယောက်နောက်တော့လူပြောင်းသွားသေးသည်ရှိနေတတ်ပြန်သေး၏ထိုအခါကျမတို့သည်သူ့ကောင်မလေးစိတ်ဆိုးမဆိုးမသိတော့လေအင်းရှိကဖြတ်သွားသောအခါမျိုးတွင်သူ့ခြေလမ်းပြက်ရန်ကြံဖြင့်စတက်ကြပြန်သေး၏ကျောင်းပီကန်ဒီအထိကျမဆိုရင်အလုံးဝင်ကန်ဒီအထိထိုလန်းတွင်နေခဲ့ကြသောကြောင့်ကျမတို့သည်အချိန်ကာလရန်နေရဤမတိမတာခလုတ်တိုက်ခြင်းကိုလည်းခံရ၏ဂုံနူရမ်းများပြီးလာသောအခါကျမတို့သည်တည်ငြိမ်စအရွယ်ဘက်သို့ချင်းနှင်းဝင်ရောက်လာကြပြီ အပူပင်ကင်းမဲ့သောကျောင်းသူဘဝကုန်းတော်မည်ဖြစ်သောကြောင့်ရှေးရီးကိုလည်းတွေ့တော့လာကြသည်ပြဿနာချိန်ကရောက်ပြီးပြန်ကုန်မှာအလုရှားလာသည် နေပြန်လင်ကအိမ်နှင်းအောင်းလင်အောင်းမအောင်းလင်မိဘလန့်ကုတ်အယောင်းဝဲကိုလို့တို့မဟုတ်ယောက်ျားယူရောမအပါအခြားရွေးချယ်စရာများနေပါလာသည်ဒီတိုင်းငုတ်တုတ်တော်နေလို့မဖြစ်ကြတော့ဘီရန်ကုန်မှာဆက်နေဖို့ရအကြောင်းပြချက်ကြီးကြီးတခုတော့အားလုံးကလိုအပ်သည်ကျမတို့အားလုံးနည်းနည်းတော့ပြောင်းလဲလာကြပြီအချစ်ကြောင့်တို့မဟုတ်ဘဝရှိကြောင့်အပူကူးဆက်ခံရသောအရွယ်များတို့ရောက်လာခဲ့ပြီတို့တော့သူကမပြောင်း ကိုမောင်ကြီးဟုအများခေါ်ကြသောကိုမမောင်ဆိုသည် မထုံတက်တေးကနေမထုံတက်တေးသာကျမတို့ငငယ်ကအပူဝင်မဲ့သည့်ချိန်တုန်းကလည်းသူကခက်အေးအေးခုလည်းအေးအေးပင်သူတွင်ဝင်ငွေအတွက်ညဉ်ညူနေခြင်းမျိုးမရှိလားမိမယူဖို့အတွက်ငွေစုရန်အပူမရှိသူတွင်ဘာအပြားဆိုင်မှလည်းမရှိ သူတကားတို့သုံးသော ပေရန်များလည်းမရှိ တောင်ကိုပင်မန်းတကြီးတက်နေသူနှင့်လည်းမတူ For men may come and men may go but I go on forever ဆိုတော့စမ်းချောင်းကလေးကပြားလေးကစမ်းချောင်းလိုလူမျိုးဖြစ်သည် နောင်ခါလာနောင်ခါစေးဆိုရင်တော့အဲ့ဒီနောင်ခါမှာသူအေးနေအောင်မြည်ပြီးထူးခြားသည်ကသူ့ကိုပဲသူ့မှမုန်းသည်ဟူ၍မကြောက်ခဲ့ခြင်းဖြစ်သည် နောက်ဆုံးကြောင်းပြီးတော့သူဆိုင်လေနှားကဈေးကြီးလာတဲ့ဖြင့်နေရာရွှေရသည်ကတချောင်းကျမတို့ကလည်းတစ်ဖက်လမ်းသို့စကြက်ပြောင်းသွားသည်ကတချောင်းချောင်းနေ့တိုင်းမတွေ့မြင်နေကြတော့ပြီကျမလည်းအလုပ်ဝင်သွားပြီညနေခင်းတစ်ခုတွင် ကျမသည်တနှစ်နီးပါးလောက်မရောက်ဖြစ်တော့ပကြီးရင်တို့တနေ့တွင်ခြေဦးလေးခဲ့ဤထိုနေ့တွင် ကျမမျက်နာကခက်တွေ့တွေ့ လမ်းပြောက်သူတူဦးမျက်နှာဖြည့်ချောင်းမပီးခင်ကပင် ဝင်ခဲ့သောကုမ္ပဏီကနေကျမထွက်ခဲ့ပြီးနောက်ကုမ္ပဏီသို့ပြောင်း၏နှစ်ခုစလုံးသည်ကျမကိုဘယ်လမ်းလျှောက်သင့်ကြောင်းကောင်းစွာသင်ပေးလိုက်ကြသည်ထို့စဉ်အချိန်မှစ၍ကျမကိုကျမစောစီးစွာပင်ရှာဖွေတွေ့ရှိခဲ့သည်ပါကိုလိုခြင်းကြောင့်တိဖို့ဆိုရာလွဲလာသည်ရောမဟုတ်ဤသည့်အချိန်ဤကကိုကိုပျော်ရွှင်မှုပေးနိုင်ကြောင်းကိုထိုနှစ်ကာလများမရှိခဲ့လျင် ကျမသိခဲ့မည်မဟုတ်ပါအဲ့ဒီတစ်ချက်တော့ကံကောင်းခဲ့လေသည် ဟေးပျောက်နေပါလားဟုတ်ကိုမမဆိုကမေးသည်ဆိုင်မီခွေးချေဖို့တခုရဝင်ထိုင်လိုက်တော့ကျမကဟုတ်ကဲ့ကိုကျမခီးသွားနေလို့အေးငါကြားတယ်နင်လာစာကောင်းတဲ့အလုပ်တခုရသွားတယ်လို့ကြားတယ်အင်္ဂလိပ်စာလည်းရတော့နင်အတွက်အလုပ်ရှာမှာမဟုတ်ပါဘူးငါဝမ်းတာတယ်အခုရောရန်ကုန်မှာပဲလားကျမအလုပ်ထွက်ခဲ့ပြီမပြောလို့အခုအလုပ်သိရှာရမှာနေပါဦးနင်းကဘာလုပ်ချင်တာရောထုံမေကောမှလူကို တွေ့ကနေဖြစ်စေသည်ဟုတ်တယ် ။ဘာလို့ချင်တာရောဖြတ်ခနေပြန်ဖြေရမျိုးမဟုတ်ဖေ။ကျမစဉ်းစားပြီးမှပြန်ဖြေဖြစ်သည်ဟုမှတ်မိသည်။ပညာနဲ့ထိတွေ့နေရင်လည်းလုံးလို့ရမယ့်အလုပ်မျိုးပေါ့။ ပြီးတော့မတရားသဖြင့်နေရီနဲ့ချမ်းသာပြီးသားတတိတယောက်ကိုချမ်းသာဖို့အတွက်ကျမအချိန်တွေကိုပေးလိုက်ရတယ်လို့ကျမမခံစားရမယ့်နေရာမျိုးနင်ဘာသာပြန်လို့ရနေရပဲမဟုတ်လား။ကြားနေမှာမလုပ်ချင်ဘူးလား။ငါတငယ်ချင်းတယောက်ရှိရဲ့နိုင်ငံခြားတည်င်းအတွက်လူရှားနေတယ်။ထို့စဉ်ကကျမဤဘဝလမ်းကြောင်းရွေးချယ်မှုသည်ကျမလက်ဝဲတွင်သာရှိခဲ့သည်။ဘသူကမှလည်းတိုင်မင်မို့မလို့အခင်ချက်ချင်းပြန်ဖြေခဲ့သည်။ဟွန်းလောက်ချင်တယ်။ကြားနေတကူကအလို့ခေါ်စာတွေ့လို့ကျမရှောက်မစင်းစားနေဟာ။ အဲ့ဒီကိုမလျှောက်ပါနဲ့။အော်တရက်နှစ်ရက်လောက်ရှောက်မှာ။ငါတကယ်ချင်းအဲ့ဒီဒါလုံနေတဲ့တရောင်းနဲ့လူချင်းစုံပေးပါမယ်။သူလာမဲနေနင့်ကိုငါပြောမယ်။ထိုနေ့ရစကားပြောဖြစ်ဒီမှာအစာပြုကကိုမျိုးညွတ်မောင်နေတွေ့ကဂျာနယ်လောကရဲ့သူရောက်ဤပထမဆုံးတည်င်းစာလောကရင်ကျမရခဲ့တော့လာစာမှာရခင်အလောက်တခုမှလာစာချက် လေးစာမျှနေသည်။သို့တော့ဆိုခဲ့သည့်အတိုင်းပင်ရခင်က စာဖတ်ရခြင်းအတွက် ကျမမှာငွေကုန်ရသည်။ အားထုတ်ရသည်ဤအလုံးတွင်စာဖတ်ခြင်းကြောင့်ပထမဆုံးအချိန်ကျမဝင်ငွေရခဲ့လေသည်မိမိကမျှဝေရသဖြင့်ကုသိုလ်လည်းရသည်ဟုထင်ပါသည်ပျော်ရွှင်ခဲ့ရသည့်အချိန်များစွာကိုရရှိခဲ့သည်ပညာသမုတ်တကားများထုတ်အရဝေတစ်ချက်ပြီးတစ်ချက်ပွင့်ခဲ့သည်ကိုလျှောက်ခြင်းသောလမ်းကိုကြုံကြုံကြိုက်ကြိုက်လျှောက်ရဖို့ရကိုမောင်မောင်ဆိုသည်ကျမဘဝဤယထာလန်အလွဲတစ်ခုတွင်အလံကိုင်းဖြစ်ခဲ့၏ယခုအချိန်ထိသူကျေးဇူးအားမမေ့ပါထိုစဉ်ကခက်အီအီနေတတ်သောသူအားနိုင်ငံရေးလော ကနေကျမဆက်ဆက်စဉ်းစားလို့မရခဲ့ သူ့ကိုစာကပြားတို့နဲ့အေးအေးနေသူဟူ၍သာချက်မှတ်ခဲ့၏ခုတစ်ချိန်ကနိုင်ငံရေးဆိုတာကိုလည်းကြည်ကြည်ပြောလို့မရတော့အချိန်မီကိုအချိန်နေပြောင်းလာတော့ခါသူ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုမြင်လာရသည်အော်သူလေနိုင်ငံရေးသမားအရင်မာရီရဲ့ကွန်ရက်ထဲကကိုဟုရေးမိလာခဲ့သည်တိုးတော့သူ့နိုင်ငံရေးလောက်ပုံကတမျိုးတည်း သူတွင်ဆင်မလို့မိုက်ကရိုဖုန်းမလို့သူ့အကြောင်းကိုသတင်းစာများကရေးသားကြရမလို့သူကလည်းနိုင်ငံရေးအကြောင်းကိုမရေးအသေးအမှတ်ပြုမှုကိုမကြောင်းငါပဲသူဟူချမပြသူ့နိုင်ငံရေးတွင်သူ့လောက်အားနှင့်ကုသူဝိုင်းသူမိတ်ဆွေများသာလို့သည်တကယ်ရောသူကွန်ရက်မှာစာပေနှင့်နိုင်ငံရေးရောလျက်အခြေပြောလာ၏ချုပ်ကွန်ရက်များ၏၆ပန်းချောင်းမင်းသူသည် one more ကိုဦးဆောင်သူတို့ဖြစ်ဒလာတထောင်စုဆောင်ကတက်လျော်ရာတွင်လှူဒါန်းချသောလုပ်ငန်းကိုစင်ဆက်မပြတ်သက်ဆိုး ရှိနိုင်အောင်လှုပ်အားထည့်ဝင်ခဲ့၏ကျမနားလေသောသူနိုင်ငံရေးမှာပါတီများနှင့်မသက်ဆိုင်လူမှုပညာရေးမြင့်တင်ရန်ဖြစ်၏သူသည်အခွင့်ကြုံသောအခါဇပေဟော်ပြောဝေပညာရှင်နှင့်လူမှုအတိုင်းဝိုင်းဆွေးနွေးပွဲများအားတက်နိုင်သမျှလုပ်ခဲ့ခြင်းအပြင်ပညာပြောင်းလဲရေးကိုလှုပ်သည်တခါမှအိမ်အောင်မကြသောလူပြောကြီးသည်ကလေးတွေကိုလည်းချစ်၏စစ်ဖက်နှက်အဝဲကြဆုံးခဲ့ရသော ကိုတော်ဝင်းအောင်နိုင်ငံရေးအကျဉ်းသားအမည်ကိုဂုံပြုလျက်စာကြည့်ရိုက်ထောင်၏လက်ရှိကြောင်မြောင်းစာဖက် က်အသိမြင့်နေရပြင်ရဖို့စ조사နေ၏သူဤလက်ရှိအလုံးမှာရနိုင်သည်များစားပေဖို့တကြအရင်အမြင့်ကုန်ကုန်ရဖြန့်ချက်၍စုဆောင်ခြင်းပြန်လည်ဝင်မြခြင်းတို့ဖြစ်သည်စိုက်ကြီးရိုက်ဖွင့်ုံများဖြင့်အလုံးမဖြစ်နိုင်ခလေးတွေလက်ထဲစားအောင်ရောက်မှသာစားဖက်ဖြစ်မည်ဟုယုံကြည်သည်သူသည်ခလေးတွေစားဖက်ဖြစ်အောင်လုပ်ပေးချပါဟုတစားစားတိုက်တွန်းလျက်ရှိသည်မြေတစ်ခုရဲကုန်နှခါမစင်းနိုင် ကြီးအိမ်စားပေကလမ်းမော်ရင်မရှိတော့ပညာပရိသတ်စမ်းချောင်းကြီးအကောင်မောင်တန်အတွန့်ရှိပါစေတည်းမိမွေ28နိုဝင်ဘာ2021အချိန်ပေးပြီးတော့နားဆင်ပေးကြရတယ်တို့ညာပရိသတ်များအားလုံးပဲ BN ရဲ့ခင်ရှင်စွာနိုင်ရှင်နေနိုင်ကြပါစေလို့ဆုမွန်ကောင်းထောင်းပေးလိုက်ရပါတယ် ဆက်လက်တင်ဆက်ပေးဖို့ရရှိတယ်ဝတ္ထုတို့ဝတ္ထုရှိတွေကိုလည်းဆောင်ရနာဆင်ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်